ခရနီပြည်နယ်ဒီမိုဆိုဖရူဆိုလမ်းမကြီးတခြားမှာစစ်တပ်နဲ့ခရနီတော်လိုင်းတပ်ပေါင်းစုတို့အကြားနေစဉ်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကားတစီကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ခရနီအမျိုးသားများကာကွယ်တဲ့ KNDF ကထုတ်ပြန်ထားပါတယ်။ခရနီပြည်နယ်လွိုင်ကိုဒီမိုဆိုဖရူဆိုမြို့နယ်တို့မှာစစ်တပ်ဖက်ကစစ်ကြောင်းထုတ်လှောက်ရှာမှုတွေရှိနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KNDF ရဲ့တပတ်တာစီရင်တင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့စက်တဘာ28ရက်နေ့မှာစစ်တပ်ဖက်ကဗိုက်ကွန်မြို့နယ်အရှိဖဲချံရိုင်လင်းဒီဒေတာမှာရှိတဲ့လိန်ဖုန်ကြီးကျွာဖက်ကိုစစ်ကြောင်းထိုးလာတဲ့အတွေ့၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးရင်းနှီးအထိတိုက်ပွဲများကြိုကြာဖြစ်ပွားနေတယ်လို့ဆိုထားပါတယ်။ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါရက်ကွက်နဲ့တနင်္ဥကွန်ကြီးရွာတို့မှလည်းစစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေတဲ့အတွေ့တိုက်ပွဲတွေနေ့စဉ်နှီးပါဖြစ်ပွားနေပြီးစစ်တပ်ဖက်က drone လက်နက်ကြီးတွေနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ဒီမော့ဆိုဖလူဆိုလမ်းမကြီးတချောင်းမှာလည်းထိတွေ့တိုက်ပွဲတွေနေ့စဉ်ညီပါဖြစ်ပွားနေပြီးစစ်တပ်ရဲ့ရင်တန်းတချို့ကိုတိုက်ခိုက်ခဲ့ရာစစ်ကားတစီဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိလိုယူဆရတဲ့တူတချို့ပါတေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီနောက်စစ်တပ်ကဖလူဆိုအခြေဆိုင်တပ်များအတွင်စီးရင်တန်းများ စုဖွဲ့ထားပြီးဘောလခဲဖက်ကိုဦးတည်ကစစ်ကြောင်လှုပ်ရှားမှုတွေရှိနေတဲ့အတွက် တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့အတည်ပြုထားပါတယ်။မူပြေမြို့မှာရှိတဲ့စစ်တပ်တွေကလည်းစက်တော်ရလွေရင်စတဲ့ကြီးရွာဖက်ကိုစစ်ကြောင်တွေထွက်ပြီးစီရင်လှုပ်ရှားမှုတွေရှိနေတဲ့အတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးဖဲခုံမြို့နယ်တောင်စလုံးကြီးရွာမှာလည်းစစ်တပ်နဲ့ပြန်လို့တို့ပူးပေါင်းကာအနည်းမှရှိတဲ့ကြီးရွာတွေကိုလက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလာ3ရက်နေ့ကလည်းစစ်တပ်ရဲ့လွိုင်းလီနေအခြေဆိုင်ခမရ93တုံညာတက်ကလန်နဂျီပြစ်ခတ်မှုကြောင့်ကျေးရွာတရွာမှာရှိတဲ့အသက်10နှစ်အရွယ်ကလေးငယ်နှစ်ဦးထိမှန်ခဲ့ပြီးတဦးမှာပခုံးတန်ရနဲ့တဦးမှာလက်တစ်ဖက်ပြတ်ဒဏ်ရာရှိခဲ့တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့စက်တမလာ28ရက်နေ့ကလည်းလိုက်ကောအရှိဖက်ချမ်းမှာရှိတဲ့ကျေးရွာတရွာကိုစစ်တပ်ကဒရုန်းနဲ့တိုက်ခတ်မှုကြောင့်အသက်50အရွယ် အယက်တာအမျိုးသားတူထိခိုက်တယ်ရရှိခဲ့ပါတယ်။အဲ့ဒီလိုဒီမော့ဆိုဖရူဆိုလွိုင်ကွန်မြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွေ့ပြည်သူတွေအနေနဲ့လေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှု NDA တွေကိုတတိပြုကြဖို့နဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ခရီးတော်လာခြင်းမပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်။စစ်တပ်ကဒီမော့ဆိုမျိုးနဲ့ဒုံငန်ခါတိုက်ပွဲများတွေလဲဒရုန်းနဲ့တာတို့အစိမ့်ငွေဘုံတွေကျဲချကာ တိုက်ခိုက်နေတယ်လို့ KND ရဲ့ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတာအေစုကအော်တိုဘာလ၂ရက်နေ့မှာ KVV ကိုပြောကြားခဲ့ပါတယ်ရှင်။